ိုယ်စိတ်ထဲမှာမောင်လေးတယောက်ဆုံးရှုံးသွားတယ်လို့ပဲပေါ့နော်။ညီမရဲ့မောင်လေးကလည်းထူးနဲ့အသက်တူတူပဲ။အဲ့လိုဆိုတော့စိတ်ထဲမှာဝမ်းနေတယ်ပေါ့နော်။နောက်တစ်ခါသူများပစ္စည်းခိုးကကြားလို့အောင်မင်းတို့ရှေ့မထားဘူး။ကြားလိုက်အောင်။သူများတွေဖုန်းဆက်ပြီးပြောတဲ့အချိန်မှာယုံတော့မယုံ။ဘာလို့ဆိုထူးကအဲ့လိုမျိုးကြီးစတတ်တဲ့ပုံစံလေးတွေရှိတယ်။စိတ်တော့မကောင်းဘူးပေါ့နော်။အမှန်တိုင်းပြောရင်နှမျောတယ်။တကယ်ထူးကအရန်အောင်မြင်နေတဲ့သူတယောက်ဖြစ်နေပြီ ူကဆိုးရဲတဲ့ထဲမှာမပါပါဘူး။ဒါ तू ဖြစ်ဖို့ကံပါလာလို့လည်းဖြစ်ဖြစ်မယ်။အဲ့လိုဆိုတော့ तू နောင်ပေါ်မှာဒီလိုအဖြစ်မျိုးမဖြစ်အောင်လို့ညီမတို့လှုပ်ပေးနိုင်တာကုသိုလ်ကောင်းမှုပဲရှိတော့ရပေါ့။သူကတော့ညီမတို့အတွက်ကတော့ဆုံးရှုံးမှုအကြီးတစ်ခုလို့တော့ထင်တယ်ပေါ့နော်။ဆုံးရှုံးမှုအကြီးတစ်ခုဆိုတာဒါကညီမတို့အမြင်မင်မဲ့မိဘအပေါ်ဆိုတာပေါ့။ဘာလို့လဲဆိုတော့မိဘနဲ့တာသမီမြတ်တာအကြီးမားဆုံးပဲလေ။သူ့မိဆိုပို့ပြီးတော့ဆုံးရှုံးရတာပေါ့။ ဟိုတချို့တွေကတော့ပြောပါတယ်ဖျောင်းတက်ဂရစ်ခွဲတွေမသွားကြဘူးလားဆိုတော့ညီမတို့သွားရတယ်သူ့ရဲ့နာရီလည်းသွားရတယ်ပြီးသွားရင်ရက်လည်းလည်းသွားရတယ်ပြီးသွားရင်သူ့အမေစီလည်းသွားပြီးတော့နှစ်သိမ့်ပေးတယ်ဟောဆိုညီမကလေအန်တီစီကိုမသွားကျင်တာမဟုတ်သွားကျင်အန်တီကလေကိုယ်ကိုတွေ့တာနဲ့ငိုလို့လေတလားအမှန်တမ်းပြောမငိုစေချင်တော့ဘူးသူပင်မန်းရတယ်ကွာဒါပေမဲ့သူ့ရဲ့ဆုံးရှုံးမှုကိုလည်းနားလဲပါတယ်ပြီးတော့လည်းညီမအမြဲတမ်းညီမအကောင့်လေးမှာတင်တယ်ပေါ့နော်အခွက်လေးတွေကလူမဆုံးတော့ဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့ဒီဖျောင်းတက်ဂရစ်ပောက်ခဲ့တာက သူတို့ကြောင့်လည်းပါတယ်ဒီចောင်းသား9ယောက်ကြောင့်အဓိကပေါ့နော်ဆရာမဆိုတာထတောင်းចောင်းသား9ယောက်ကြောင့်ညီမတို့အဖျောင်းတက်ကြွက်ကလူတွေရဲ့ရင်ထဲကိုပို့ပြီးတော့ရောက်တာပေါ့နော်အဲထူးဆိုရင်အဲ့ဒီအဖျောင်းတက်ကြွက်ပြီးသွားတယ်ကသူ့ရဲ့ fan နေဆိုတာနဲတာမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့လေသူတို့နှစ်ယောက်နဲ့လည်းအဲ့လိုဇကာပြီးသွားတဲ့အချိန်ထိလည်း live တွေလွှင့်ကြရတဲ့ဇကာတွေပြောကြရတဲ့ဆိုတော့ကိုယ်စိတ်ထဲမှာမောင်လေးတယောက်ဆုံရှုံသွားတယ်လို့ပဲပေါ့နော်ညီမရဲ့မောင်လေးကလည်းထူးနဲ့အသက်တူတူပဲအဲ့လိုဆိုတော့စိတ်ထဲမှာဝမ်းနေတယ်ပေါ့နော် ်အတခါလေကျန်လာသူ့မျိုးအားပေးတဲ့အချိန်ကျရင်လေကိုကူကူမောအောင်ထိန်းရတယ်အဲ့ဒါပို့ပြီးတော့မောတယ်သိလားဘာလို့ဆိုကိုကဘာငုံရင်လေအန်ဒီကမရအောင်သလားအန်ဒီကတွေ့တာနဲ့လေသမီးလေးရဲ့ဆိုပြီးတော့သူကအဲ့လိုပြေးဖက်တာဆိုတော့လေအဲ့လိုလေးတွေမြင်ရတော့ပေါ့နော်အဲ့လိုစိတ်စိတ်တော့မကောင်းဘောနော်အမှန်တိုင်းပြောနှမျောတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ထူးကအရန်အောင်မြင်နေတဲ့သူတယောက်ဖြစ်နေပြီ။သူအောင်မြင်မှုခြေလှမ်းကတော်တော်ကိုရောက်နေပြီ ဲ့ဒီအချိန်မှာမှဒီလိုဆုံးရှုံးသွားရတာဆိုတဲ့အတွက်အရန်နှမျောတယ်ပေါ့နော်အဲ့ဒီနေရာမှာပို့ချင်းလဲစားတယ်ပြီးတော့လေကို့မောင်လူလည်းချစ်ခဲ့တာဆိုတော့အော်ငါမောင်လေးရဲ့သူများရေဖုံးဆက်ပြီးပြောတဲ့အချိန်မှာယုံတော့မယုံဘာဆိုသူကအဲ့လိုမျိုးကြီးစတတ်တဲ့ပုံစံလေးတွေရှိတယ်အဲ့လိုဆိုတော့လေဟဲ့သူစနေရပဲနေမှာပါဆိုတော့လူတိုင်းဝိုင်းရတဲ့အချိန်မှာအရန်စိတ်ထဲမှာလေအဲ့ဒီတနေကုန်လို့နေလို့မကောင်းတော့အကုန်လုံးပို့ဆက်ဒီ တစ်ဖွဲ့လုံးရိုက်ထားတဲ့သူတွေဆိုရင်ပိုတော်ဆိုးသေးတယ်အဲ့လိုဟာဟိုးဟုတ်ရဲ့လားဆိုတော့တနေ့ကခေါင်းကြီးကလေလေးပင်ရတာတလားအဲ့လိုနှက်မျောတယ်ပေါ့နော်အဲ့လိုပုံစံလေးပေါ့နောက်တစ်ခါသူများပစ္စည်းခိုးတာကြားလို့အောင်မင်းတို့ရှေ့မထားဘူးကြားလာရအောင်သူများတွေအမြင်မှာတော့သူကတကယ်တော့သူကဆိုးရဲတဲ့အထက်မှာမပါပါဘူးသိလားဘာလို့လဲဆိုတော့လေဘာလို့ဆိုညီမတို့အဖေအောင်တက်ဂရိတ်ရိုက်လာတာ3လခွဲ3လခွဲ4လအဲ့ဝင်းကျင်ပေါ့နော်အဲ့အချိန်အတွင်းမှာပဲညီမတို့ကတကယ်ကိုမောင်နှမတွေလို့ဖြစ်ခဲ့တာ ထူကညီမအမြဲခေါ်နေကြရှိတယ်ချစ်မကြီးကို့မကြီးသူအမြဲခေါ်နေကြချစ်မကြီးအဲ့လိုညာဘက်ဆိုလဲတခါညာအခန်းကိုတကားလာခောက်ကြမာကြီးကျူဆရာမကျူရှင်ကျူရှင်ဆိုတာအဲ့လက်ကြံသူတို့တွေနဲ့အဲ့လိုတွေ့ရတယ်စကားတွေပြောရတယ်အဲ့လိုမျိုးဆိုတော့ကို့မောင်နေလို့လဲအယမ်းခင်နေပြီဆိုတော့အခုသူများတွေကတော့ဒါကတော့ပေါ့နော်လူတယောက် ဆုံးဆုံးသွားတဲ့သူကလည်းမရှိတဲ့သူကလည်းမရှိတော့ဘူးပေါ့နော်ဒီလိုမျိုးတွေပြောနေမဲ့အတူတူပေါ့တချို့ဆိုရင် fan တွေကလည်းအခုချိန်မှာအဲ့လိုမျိုးတွေပြောနေမဲ့အတူတူပေါ့နော် fan တွေကလည်းထူးကိုမဆုံးရှုံးခြင်းဘာညာပြောနေမဲ့အတူတူထူးအတွက်ကောင်းမှုကုသိုလ်လေးတွေလှုပ်လှုပ်ခိုင်းစေချင် အလုတ်လုတ်ပေးစေချင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါသူဖြစ်ဖို့ကံပါလာလို့လည်းဖြစ်ဖြစ်မယ်အဲ့လိုဆိုတော့သူနောင်ဘွားမှာဒီလိုအဖြစ်မျိုးမဖြစ်အောင်လို့ညီမတို့လုတ်ပေးနိုင်တာကုသိုလ်ကောင်းမှုပဲရှိတော့ရပေါ့နော်ညီမတို့တောင်မှဒီဖြောင်းတက်ဂရက်အဖွဲတွေအကုန်လုံးဒီနောက်လာထဲမှာပေါ့နော်ထူးအတွက်ကိုညီမတို့အလှူတန်းလုပ်ပေးဖို့ရှိရပေါ့နော်အဲ့ဖုန်ကြီးเจ้าမှာပေါ့ဖုန်ကြီးเจ้าမှာအဓိကကသူညီမတို့ပြုတဲ့ကုသိုလ်ကောင်းမှုကိုအမြတမ်း ရပြီးတော့တာရုခေါ်နိုင်ဖို့အတွက်ကဒါညီမတို့လုတ်ပေးနိုင်တဲ့အရာတစ်ခုပဲပေါ့နော်။ငါပိုက်စားရောကမင်းရောပိုက်ရှိတယ်။ဟုတ်မင်းအချိန်လဲကြည့်ရော။ခမင်းစားပြီလို့ပကန်းနေအောင်ဆေးပြီနေ။ဘာရှိရော။အဲ့ဆိုလေလပင်းရဲသွားမယ်ကွာ။လွမ်းနေကွာဒီလား။ तू သူ့ရဲ့အဲ့ဒီဟာလေးတက်လာတယ်။တတိရတယ်။ဘာဖြစ်လို့လဲဆိုတော့ထူးနဲ့တော်တော်ထူးနဲ့လွယ်မောင်နဲ့တော်တော်လေးကိုတွဲပစ်ခဲ့တာ။ဟိုသူတို့နဲ့ကိုရင်းနဲ့က ဲ့လိုပြီးသွားလဲသူတို့အမမာကြီးသားတို့ဒီနေ့ဘာပွဲရှိတယ်ဝေစားသားဝယ်မှာလိုက်ပို့ပေးအောင်ဆိုလဲခုမှလိုက်ပို့ပေးရတယ်အဘလောက်တော်များဆိုတော့ထူးအဲ့လိုဖြစ်တယ်ဆိုတော့လွင်မောင်းလဲခုမှဖုန်းဆက်ရတယ်ငါနေတော့နှစ်ယောက်လုံးမောင်လေးတွေလို့ချစ်ကိုမောင်လေးလို့ချစ်တယ်လို့တခုခုဘာပဲခက်ခဲခက်ခဲဘာပဲဖြစ်နေလို့စီမာကြီးကိုဖုန်းဆက်လို့ဘာလို့လဲဆိုတော့ထပ်ပြီးတော့အဲ့လိုမျိုးကြီးလည်းမကြားကျင်တော့กว่าတိလာသူနဲ့စခင်တဲ့အရာဘာလဲဆိုတော့နှစ်ယောက်ကပြဿနာဖြစ်နေမှာအဲ့လိုစခင်သွားတာအဲ့လိုမျိုးဆိုတော့ အဲ့လိုမျိုးတွေဖြစ်ခဲ့ပြီးတော့မှလေပြီးတော့လဲသူအဲ့လိုမျိုးကွာကိုယ်တွေ့တာနဲ့လေသူဆုံးတယ်ဆိုပြောတဲ့အချိန်မှာတော့ကိုယ်စိတ်ထဲမှာလေအော်ငါ့ကိုချစ်မကြီးချစ်မကြီးနဲ့ခေါ်ခဲ့တာလို့ဘလောက်တောင်များလဲဆိုရင်ညီမအဲ့အချိန်မှာစာသင်နေလို့ကနေတဲ့ဟာကိုသူကနောက်ကနေငါ့မကြီးရတော့ယူသွားပြန်ပြီယူပြန်ပြီသိရမလားအဲ့လိုမျိုးတွေဆိုတော့အဲ့ဒါတွေကစလွမ်းတယ်။ဘာလို့ဆိုရင်အရင်ညင်းနေခဲ့တာဟိုကိုယ်သာထဲထဲဝင်မပေါင်းမဲနဲ့လေတခါကြလည်းပြန်တွေးကြငါလို့အဲ့လိုမျိုးပေါ့နော်ကိုညီကိုမောင်နှမလို့ပဲမပေါင်းမဲနဲ့ကိုယ့်ကိုနေခဲ့တော့ငါအဲ့လောက်ခံစားရမှာမဟုတ်ဘူးလို့ ကိုညီကိုမောင်နှမတို့ပေါင်းခဲ့တာဖြစ်တဲ့အတွက်ကိုလည်းခံစားရတာပဲပေါ့နော်အနည်းကိုလည်းတည်တည်ချာအားပေးခဲ့တယ်ဒါမဲ့လည်းတစ်ခါလေကျရင်ညီမတွေးကြည့်ရပေါ့နော်ဟိုဆုံးရှုံးမှုကလေမိဘနဲ့သားသမီးဆုံးရှုံးမှုကအကြီးဆုံးပဲပေါ့နော်ညီမဆိုလဲညီမအဖေဆုံးရှုံးရတဲ့အချိန်တုန်းကညီမမအားမရှိဘူးဘာလို့လဲဆိုတော့ဆုံးရှုံးမှုကြီးတယ်လေအဖေကိုအန်တီဆိုလဲအဲ့လိုပဲဖြစ်နေမှာသိလားအဲ့တော့အန်တီရဲ့လို့ဟိုအာတင်းထားပါလို့ပြောရမယ်ဆိုပေမဲ့လေသူဒီချိန်မှာသူ့အတွက်ကတော့ကဘာပြတ်နေမှာပဲလေကိုလဲကိုချင်းစားတယ် အဖေဆုံးရှုံးတော့ကလေသူများတွေကအာတင်းထားပါပြောပင်မဲ့ကို့မှာဖက်အေးမရှိတော့တာလေသိရမလားအဲ့လိုဆိုတော့ဟိုအန်တီကိုလည်းဘာပဲပြောအန်တီဘာသတင်းတွေပဲလာလာဘာတွေပဲကြကြဘာမှဟိုမှာဖြစ်နေတော့ထူးမရှိတော့ဖြစ်တဲ့အတွက်ထူးအတွက်သမီးတို့လှုပ်ပေးနိုင်တဲ့ကုသိုလ်ကောင်းမှုလေးတွေပဲလုပ်မယ်သမီးတို့အလှူလေးလှုပ်ဖြစ်လဲအန်တီကိုသမီးလာခေါ်မယ်အာသမီးတို့အဲ့ဒါလေးလှုပ်ပေးကြမယ်သူ့မိရလည်းလက်ခံတယ်အခုလည်းအန်တီကိုအဲ့ ဥပမာပေါ့ရက်လည်နေရညမအဲ့တာဂေတာဘက်လည်းသွားဖြစ်တယ်မြောက်လူကုံဘက်လည်းသွားသွားဖြစ်တယ်ပေါ့နော်ဒါပေမဲ့အများဆုံးကတာဂေတာဘက်သွားဖြစ်တယ်ထူးမေရှိလို့လေအာအန်တီစီသွားပြီးတော့အန်တီဘာလေးတော့ဘလို့လေးနော်စိတ်ကလေးတော့ခိုင်ခိုင်ထားဒါပေမဲ့အန်တီကမရဘူးဘာဖြစ်လို့ဆိုတော့အဲ့လိုကိုရီကိုတွေ့တာနဲ့ငိုတာလေးဘာဖြစ်လို့လဲဆိုတော့ဒီဇကာကြီးရဲ့ပေါ့ဟိုဖြစ်ခဲ့တာကြောင့်ဆိုတော့အန်တီကအဲ့လိုမျိုးတွေ့တော့လေးငိုရင်လေကိုလည်းစိတ်မကောင်းဘူးတလား အဲ့လိုဆိုတော့အခုတော့အန်တီကတော့ပြောထားပါဗါးကောင်းမှုကုသိုလ်ပဲများများလုပ်ပေးလို့ကျန်တာတွေကိုအန်တီစိတ်ထဲမှာမတွေးနဲ့လို့ဘာလို့ဆိုတော့သူပင်မန်းမှာစိုးလို့ပါသေးလားဘာလို့ဆိုတော့တကယ်ဆုံးရှုံးခဲ့ရတာသူလေသိရမလားတခြားလူတွေကတော့ညီမတို့ဆိုဝမ်းနေပေးနိုင်တယ်ပဲရှိတာဘာလို့လဲဆိုတော့ဆုံးရှုံးမှုကြီးကြီးမားမားမိခင်အရင်ဖြစ်နေတော့လေအဲ့လိုဆိုတော့အန်တီကတော့ညီမကတော့ပြောခဲ့ပါတယ်ဘာသတင်းတွေပဲလာလာခေါင်းထဲမှာမထားနဲ့လို့အများဆုံးကတော့သမီးတို့လုပ်ပေးရမှာထူးကိုအမျှတန်းလေးလုပ်ပေးမယ်အကောင်းဆုံးဖြစ်အောင်သူနောင်ပေါ်ရအောင်မှဒီလိုအဖြစ်ဆိုးမကြုံအောင်လို့သမ ီးတို့တွေလုတ်ပေးမယ်လို့အန်တီကအဲ့တိုင်းပဲပြောခဲ့တယ်အဲ့တော့ညီမကတော့အခုဒီထူးကိုအားပေးတဲ့သူတွေဆိုလဲညီမပြောချင်တာတခုပဲပေါ့နော်ထူးအတွက်ကောင်းမှုကုသိုလ်လေးတွေပဲများများလုတ်ပေးပါလို့အဲ့ဒါမှ तू ကလေတကယ်ကောင်းတဲ့နေရာဥပွားဖြစ်မှာပေါ့နော်အဲ့တော့အကောင်းဆုံးလုတ်ပေးနိုင်တာဒါပဲရှိတယ်ပေါ့နော်ဒါလေးကိုပဲများများလုတ်ပေးကြပါလို့ပဲပြောချင်တယ်ဟုတ်